ော့ဟိုမင်းကကျတော့ဇက်ကားတစ်ခုဇက်ကောင်တွေကိုရေးတဲ့အချိန်ကျရင် personal feeling ကိုတိတ်ခဲတာမရှိဘူးအကိုဆိုရင်တော့မလုံလောက်ဘူးထင်တယ်အကိုဆိုရင်တော့ဒါမျိုးပုံစံကလုံးမမဟုတ်ဘူးဆိုရင်အဲ့ဒါအဲ့ဇက်လမ်းရဲ့ပုံစံရဲ့အဲ့ character ကိုတက်စာဖောက်မိတယ်လို့မျိုးတွေဖြစ်ဖြစ်တယ်ပေါ့နော် character ဖန်တီးတဲ့အချိန်ဆိုရင်လုံးဝ personal feeling ကိုလုံးဝဖြုတ်ပြီးတဲ့အချိန်ကြတော့ဒီကားရဲက character အတိုင်းကိုပဲမေးရေးခဲ့တယ်ဒီ character တွေဟာတကယ်ကိုနှလုံးသားထဲကဖန်တီးထားတဲ့ character တွေနဲ့တရားရဂိုင်းနှုံးထပ်တူကြနေတာမို့လို့ပရိသတ်ကလာကြည့်လို့ရှိရင်လည်းတရားရဂိုင်းနှုံးစိတ်ကျင်တယ်မပြေဝရှိမယ်လို့ dress ဝါသနာပါတဲ့အလုပ်ကိုဖန်တီးနေတဲ့သူတွေဖြစ်တဲ့အတွက်ပေါ့နော်ဒီဘက်ကအမှုပညာရှင်တွေအကွဲစီနေရာတွေကဟိုကိုယ်ကိုတိတယ်လို့ပြောရင်တောင်မှမေတို့ရဲ့ခံစားရတဲ့ PDF ဆိုရင်အော်ကြည့်ဘူးလားလားမြင်ဘူးလားလားဆိုရဲခံစားချက်ကဘာနဲ့မှနိုင်ရှင်လို့မရဘူးပေါ့အဲ့ဒါပြင်မှာမှကိုတကယ်သဘောကျတဲ့ idol တွေဖြစ်တဲ့အတွက်ကိုပြောပါရဲ့လို့